ကဲရန်ကုန်ကျင်းနဲ့ရိုက်ခဲ့ဘူးတဲ့တညင်အားလှိုင်းကူတော်ဘုရားကျောင်းယုံမှတ်မိကြသေးလားဒီနေ့အဲ့လှိုင်းကူတော်ဘုရားကျောင်းမှာဘုရားပွဲရှိရပါတော့နော်မင်းတို့ကလည်းဖိတ်ထားတယ်ဖိတ်စာလည်းရထားတဲ့အခါကျတော့ဘုရားပွဲသွားကြမယ်လိုက်ခဲ့ကြအောင် ယ်ဒီနေ့မေသွာဟိုပါအဋိဋ္ဌံအနေနဲ့လည်းအုံလဲခွဲမယ်ပေါ့နော်မေသွာဒီမှာအဋိဋ္ဌံနေလဲအောင်းတယ်စူတောင်းတိုင်းလဲအောင်းတယ်ဆိုတော့ဒီမှာလဲအုံခွဲမယ်အဋိဋ္ဌံသွားမယ်ပြီးလို့ရှိရင်ဒီမှာဖရားပွဲဆိုတော့တို့ထမင်းလဲကျွေးမယ်တက်တက်လို့ထမင်းလဲကျွေးမယ်ဆိုတော့အဲ့ဒါလဲစားမယ်ဖရားပွဲဆိုလို့ရှိရင်ဘယ်လိုမျိုးလာကြလဲဘယ်လိုမျိုးလေးကျင်းပကြလဲဆိုတာလေးလဲရိုက်ပြပေးမယ်ပြီးတော့လှိုင်းကူတဲ့ဟိုဝင်ခွင့်တောင်းကြည့်မယ်ပေါ့နော်ဝင်လို့ရတယ်ဆိုလို့ရှိရင်လဲထပ်ပြီးတော့ဝင်ပြီးတော့ရိုက်ပြပေးမယ်ဟိုဘက်မှာတော့လှိုင်းကူရှိတဲ့နေရာရှိရတော့ကြမယ်ဒီမှာဖနှချောင်း ါလေဖြစ်သွားတယ်တရားဟောတာပေါ့နော်ဘဘာကြီးကတရားဟောနေရအောင်ခွဲရကျတော့ဒီမှာခွဲရမှာပေါ့နော်ဒါမဲ့လေအားလုံးလည်းအရန်လည်းတွေးကြည့်နေကြမယ်စိတ်ဝင်စားကြမယ်ပေါ့ကြည့်ကြည့်နေကြမယ်လှိုင်းကူလေးကိုအခုဆင်းလို့ရတယ်ဆိုတော့ဆင်းကြမယ်ခေါ်ရမယ်လိုက်ခဲ့ကြ နည်းနည်းတော့ဝင်ကြည့်ကြမလားမင်းသူမီးရှုံးလိုက်မယ်နော်ကဲတော့မယ်ကိုစုနဲ့လာတော့ရိုက်ပြဘူးခဲ့တဲ့နေရပေါ့နော်ပြန်ပြီးတော့ဒုတိယအချိန်ပြန်ပြီးတော့ဝင်ပြတာပါအဝေးကြီးတော့မဝင်တော့ဘူးနော်ဒီတစ်ခေါက်တော့လေးနည်းနည်းတစ်ပတ်လောက်ပဲပတ်ပြီးတော့ပဲပြန်ထွက်ကြမယ်နော်ဒီကနေဟုတ်တယ်ဆိုတော့နည်းနည်းအင်အားနေနေတယ်အောင်မာတော့ဟိုကလေလွေဆိုတော့နော်ဟိုကမြေသားလေးကတော့မာနေမိုးလေးမဆိုဒီလိုင်ကူကအဝင်မခံဘူးရေတက်တော့လေမဝင်ခိုင်းဘူး နော်ဒီလောက်ပဲအဲဒါလူတရက်စာနေရငါးပေဆိုငါးပေနေရပါတော့ရေတွင်းလေးပြချင်လို့တော့မိသူလိုက်ရှာရတယ်ဒါပေမဲ့ရေတွင်းမတွေ့ဘူးမတွေ့တော့ဒီအလေးပဲထွက်ပြပါပါတော့ဒီထဲကိုရောက်တယ်ရောက်ခဲ့ဆိုရအကြောင်းလေးပဲပြတာပါဗီဒီယိုအဲ့လိုမျိုးဒီဟလိုင်းကူးနဲ့ပတ်သက်ပြီးဗီဒီယိုအရှိကိုကြည့်ကျင်တယ်ဆိုရှင်တော့ရင်တော့မိသူနဲ့ရန်ကုန်ချင်းနဲ့ရိုက်ပြခဲ့ဘူးလေပေါ့နော်အဲ့အဲ့ဗီဒီယိုလေးလည်းလင့်ချပေးမယ်အမှားတော့ကြည့်လို့ရတယ်

အဟိုဘက်မှာတော့သူကထမင်းစားရတဲ့မန်းတက်ရှိတယ်ထမင်းတက်တက်လို့ထမင်းလည်းကျွေးမှာပေါ့နော်အခုကမေသူရောက်တဲ့အချိန်က10နိုင်လောက်ဆော့ဆော့လေးဖြစ်နေတဲ့ခါကျတော့ထမင်းတော့မစားရသေးနေငင်းချက်မှစားရမှာဆိုတော့မှီလည်းစားရမယ်မမင်းလည်းမစားတော့ဘူးပေါ့နော်ဒီနေ့ရတဲ့ဒီလိုက်ကတော့ဖခင်เจ้าကြီးကိုတူဖို့ပြီးတော့มาအဲ့လိုစတင်ပြီးတော့တီထားခဲ့တယ်အဲဘဘာကြီးပေါ့เนาะပြန်လုံတော်မူတာ86နှစ်ပြည့် ထိမ့်မှတ်အမှတ်တရအနေနဲ့ဒီနေ့ကဒါဖရားပွဲကျင်းပတာဖြစ်ပါတယ်တဲ့ဒီမှာလဲစိုင်းပုတ်လေးနဲ့ရေးပေးထားပါတယ်အာဒီလိုင်းကိုဖះเจ้าကိုစိတ်ဝင်စားပြီးတော့မှဒီတမိုင်းเจ้าကိုလည်းသိကျင်နေဆိုလို့ရှင်เนาะမိတို့အရင်တော့ရန်ကုန်ခြင်းနဲ့မိတို့နဲ့အတူတူရိုက်ပြခဲ့ဘူးပါတယ်အဲ့ဒီဗီဒီယိုလေးမှလည်းသွားပြီးတော့မှကြည့်လို့ရပါတယ်လိမ့်ဆန်လေးကိုလည်းထပ်ပြီးတော့မှပြောပြပါမယ်เนาะလာမယ်ဆိုလို့ရှင်မိတို့အီဝိုင်ယူတက်ကတူသွားတဲ့လမ်းအဲ့လမ်းမှာညောင်မင်မှတ်တိုင်စာရှိတယ်ပေါ့เนาะအဲ့နာရောက်လို့ရှင်ရပါပြီတန်လင်းမြို့ ိုက်ခုတ်ဖျားအနည်းညောင်ပင်မှတ်တိုင်ဆိုလို့ရှင်ရပါပြီကားကြီးစီးခဲ့မယ်ဆိုလို့ရှင်တော့33တို့34တို့86တို့ရောက်ပါတယ်လို့ကဲအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲမြေသူလည်းပြန်ပါတော့မယ်အားလုံးပဲတတား